ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့နှစ်ရက်တောင်ရှိနေပြီဖြစ်တဲ့ပလေးဖွဲ့ကရှောက်ဖွေနေတဲ့ Minnesota ပြည်နယ်လွှတ်တော်အမတ်ကိုတတ်တဲ့တရားခံကိုမိသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ Writer သတင်းဌာနကဒီကနေ့ ဂျွန်လ16 2025မှာတင်ဆက်သွားတာကတော့မင်းနီဆိုတာပြည်နယ်ဒီမိုကရက်လွှတ်တော်အမတ်နဲ့သူမရဲ့အမျိုးသားကိုတနက်နေ့ပြစ်ခတ်တပ်ဖြတ်သွားသူ Vance Luther Boulder ဆိုသူအသက်59နှစ်အရွယ်အမျိုးသားကိုပြည်အဖွဲ့ကဖမ်းဆီးရမိခဲ့ပါပြီ။မင်းနီဆိုတာပြည်နယ်ဒီမိုကရက်လွှတ်တော်အမတ်ကိုတပ်ဖြတ်ခဲ့သူ Boulder ဟာဆိုရင်တော့ပြည်ယူနီဖောင်းအပြည့်အစုံဝတ်ပြီးလွှတ်တော်အမတ်ကိုရောသူ့ရဲ့ အမျိုးသားကိုပါပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးတော့မင်းနီဆိုတာရဲ့တပ်ဖွဲ့ကနှစ်ရက်တိတိတိုင်အောင်အပြင်းအထန်စုံစမ်းရှာဖွေပြီးနောက်ဆုံးမှာတော့ဖမ်းဆီးရမိပြီးတော့ဒီနေ့တင်းတင်းနာနေမှာတရားရုံးစထုတ်လာပါပြီအသက်58အရွယ်တနတ်သမား Vance Bolter ဟာဆိုရင်တော့ Democrat လွှတ်တော်အမတ် Melissa Hotman ရဲ့သူမရဲ့အမျိုးသား Mark ဆိုသူရဲ့ကိုသူတို့ရဲ့နေအိမ်မှာပြီးခဲ့တဲ့စနေနေ့ဂျွန်လ14 2020 မားမှာတနပ်ဖြင့်ပြစ်ခတ်တပ်ဖြတ်ပြီးတော့မင်းနီဆိုတာပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz ကတော့ဒါဟာနိုင်ငံရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတစ်ခုပဲလို့ကောက်ချက်ချပါတယ်။အရာအပြင်တနတ်သမားဟာနောက်ထပ်အိမ်ချင်းတိတ်မဝေးလာတဲ့အိမ်မှာနေတဲ့မင်းနီဆိုတာလွှတ်တော်အမတ်ဖြစ်သူနောက်တစ်ယောက် John Hoffman ရဲ့သူ့ဇနီး Yvette တို့ကိုလည်းသူတို့ရဲ့အိမ်မှာပြစ်ခတ်လှုပ်ရှားခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီလွှတ်တော်အမတ်ဇုံတွဲကတော့ကံကောင်းထောက်မှစွာ အသက်မတည်ဆုံးခဲ့ပါဘူးတနတ်သမားကိုတော့လူဦးကိုဒုတိယဒီဂရီ လူသတ်မှုအပြင်ဒုတိယဒီဂရီ လူသတ်ရန်ကြိုးပမ်းမှုတို့ဖြင့်တရားစွဲဆိုထားပါပြီအဲ့ဒါကြောင့်မို့လို့တေတံအပြင်ထောင်တန်တသက်ကြခံပွဲရှိပါတယ်တနတ်သမားဟာဘလောက်တောင်ပြင်ဆင်ထားခဲ့တယ်လဲဆိုရင်မင်းနီဆိုတာပလိတ်အရာရှိတွေဝစ်စင်တဲ့ယူနီဖောင်းကိုအပြည့်အစုံဝစ်စင်ထားပြီးတော့ Ford SUV ကားကိုလည်းရဲကားနဲ့တပုံစံနဲ့ဖြစ်အောင်မိတွေတက်တစိ့တွေကအစအပြည့်အစုံတစားတွေတက်ဆင်ခဲ့ပြီးတော့အဲ့ဒီဒီမိုကရက်လွှတ်တော်အမတ်တွေရဲ့အိမ်နဲ့အိမ်သလုံးကိုတွားရောက်ပြီးတနတ်နဲ့အချက်ပေါင်းများစွာပြစ်ခတ်ခဲ့ပါတယ်။ပထမဦးဆုံးသူတွားရောက်ပြစ်ခတ်ခဲ့တဲ့ John Hoffman ကတော့တနတ်ဒဏ်ရာ6ချက်နဲ့သူ့ရဲ့ဇနီးဖြစ်သူ Yvette Hoffman ကတော့တနတ်ဒဏ်ရာ8ချက်အတိအကျရခဲ့ပြီးတော့ကံကောင်းထောက်မှစွာ အသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။တနတ်သမားဟာအဲ့ဒီဂျွန်တို့တင်မယားကိုပြစ်ခတ်ပြီးတာနဲ့နောက်တအိမ်ဖြစ်တဲ့မယ်လစ်ဆာနဲ့သူ့ရဲ့အမျိုးသားမတ်တို့ရဲ့အိမ်ကိုတွားရောက်ပြီးပြစ်ခတ်တပ်ဖြတ်ခဲ့ရမှာတော့သူတို့နှစ်ဦးကတော့ကံမကောင်းစွာနဲ့ပဲတည်ဆုံသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တနတ်သမားဟာသူ့ရဲ့ကားကိုထားခဲ့ပြီးလမ်းလျှောက်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အဲ့ဒီနောက်တော့ပလိတ်အဖွဲ့ကမင်းနီဆိုတာမှာအကြီးအမားဆုံးဖြစ်တဲ့ ယူသက်သမားကိုရှာဖွေရေးတွေကိုစတင်လှုပ်ဆောင်ပါတော့တယ်။သူတို့တနတ်သမားရဲ့ကားကိုစတင်တွေ့ရှိပြီးရှာဖွေတဲ့အခါမှာတော့ AK 47မောင်းပြန်တနတ်၃လက်ရဲ့ကိုမမပစ္စတိုတစ်လက်ရဲ့အဲ့ဒီအပြင်သူလှုပ်ကြံဖို့ချရေးထားတဲ့လူအယောက်80လောက်အယောက်80လောက်ရှိတဲ့အစိုးရထိပ်သီးခေါင်းဆောင်တွေရဲ့နံပါတ်တွေရဲ့နေရက်လိပ်စာတွေပါပါတဲ့စီးရင်ကိုပါတွေ့ရှိခဲ့ပါတယ် နေမြေကန်ရဲဖွဲ့တွေအပြင် SWAT ရဲဖွဲ့စုစုပေါင်းအယောက်20လောက်ဟာတနသမားနေထိုင်ခဲ့တဲ့အိနီနာ မိုင်60တဝိုက်ကိုဘီးနဲ့ခေါင်းဖိသလိုပိတ်ဆိတ်တိုက်ရှာဖွေခဲ့ရမှာတော့တစ်တော်အုပ်တစ်ခုတည်းကနေပြီးတော့လူသက်သမားဟာတနက်ကင်ဆောင်ထားပေမဲ့လည်းထွက်လာခဲ့ပြီးတော့အញ្ញံခံပြီးအဖမ်းခံပါတော့တယ်။တနက်သမားဟာဆိုရင်အသက်ဘေးမှာလွတ်မြောက်ခဲ့တဲ့ဒီမိုကရက်အမတ်လင်မယားကိုပြစ်တက်ခဲ့ပြီးချိန်မှာတော့ တို့ရဲ့တမိဖြစ်သူက911ကိုဖုန်းခေါ်ပြီးပလေးတယောက်ကသူ့မိဘတွေကိုအိမ်ကိုလာရောက်ပြစ်ခတ်သွားကြောင်းချက်ချင်းတိုင်ကြားခဲ့လို့ပလေးအဖွဲ့ကအဲ့ဒီအိမ်ကို ရောက်ရှိလာပြီးဒီမိုကရက်လွတ်တော်အမတ်မဲလစ်ဆာဟော့ဖ်မန်ကို ဖုန်းဆက်ပြီးတော့သတိနဲ့နေရန်အကြောင်းကြားကအခြားအခြားရဲအရာရှိတွေကိုအဲ့ဒီမဲလစ်ဆာအမတ်ရဲ့ဒုတိယအိမ်ကိုစောင့်ကြပ်ဖို့စေလွှတ်ခဲ့ပါတယ်ဒါပေမဲ့ရဲအရာရှိတွေရောက်ချိန်မှာတော့ ူသက်သမားဟာလက်ဦးသွားခဲ့ပြီးတော့လွတ်တော်အမတ်မယ်လစ်ဆာနဲ့သူမရဲ့ခင်မုန်းဟာအသက်မဲ့နေပါပြီ။အဲ့ဒီမှာပဲလူသက်သမားနဲ့ရဲရာရှိတို့ပက်ပင်းတိုးပြီးအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားက လူသက်သမားဟာကားကိုမယူတော့ပဲခြေလျင်မဲ့အဲ့ဒီအိမ်ကနေထွက်ပြေးလွမြောက်ခဲ့တယ်လို့ရဲရာရှိကရိုက်တာသတင်းကိုပြောပါတယ်။လူသက်သမားရဲ့ကားပေါ်မှာတွေ့ရတဲ့အကြောင်းအရာတွေကို ထောက်ကြည့်ရင်သူဟာကိုဝင်ဖြတ်ချတာကိုလက်မခံဘဲကန့်ကွက်တဲ့ ကန့်ကွက်တဲ့သူတယောက်ဖြစ်ကြောင်းသိရပြီးအဲ့ဒီကိုဝင်ဖျက်ချခွင့်ကိုသဘောတူခဲ့တဲ့လွတ်တော်အမတ်တွေအစိုးရအရာရှိတွေကိုဦးတည်ထားပြီးပြစ်ခတ်တပ်ဖြတ်ရန်ကြံစီထားတာဖြစ်ကြောင်းသိရပါတယ်။ပြီးတော့လူသက်သမားဟာအဲ့ဒီလွတ်တော်အမတ်နှစ်အိမ်ကိုပြစ်ခတ်လုကြံပြီးတဲ့အခါမှာတော့သူ့ရဲ့အခင်မင်းဆုံးတငယ်ချင်း တွေကိုဖုန်းနဲ့ message တွေပေးခဲ့ပြီးသူမလုကျင်တဲ့ကိစ္စတခုကို မလုရင်မရလို့လုပ်ခဲ့ရကြောင်းမကြခင်သူဟာ ီလောကကနေပျောက်ကွယ်ရင်ပျောက်ကွယ်သွားလိမ့်မယ်။တည်ကျင်လည်းတည်သွားနိုင်တယ်။ဒါပေမဲ့ငါမင်းတို့ကိုအရန်ချစ်ပါတယ်ဆိုတော့ဇာရေးရေးသားပြဖို့ခဲ့ပြီးတော့အဲ့ဒီတငယ်ချင်းတွေကငိုကြွေးပြီးတော့ writer သတင်းကိုအဲ့ဒီစာတွေကိုပြောပြခဲ့ကြောင်း သိရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုင်းနေတက်ခဲ့ရင် like and subscribe လုပ်သွားပေးခဲ့ပါ so please take care of yourself and each other bye bye